တောင်းထဲမှာပဲကြီးလိုက်ကြအောင်ဗျာ ဝဲမှာတော့เนาะကျွန်တော် two match man เนาะပြန်ပြောပဲအသုံးပြထားတဲ့ WG damage ကတော့အတော်များတယ်အဲ့တော့မှဒီ LOT မှာမတွေ့ရတာကြာပြီဖြစ်တဲ့เนาะကျွန်တော် favorite တော်တော်လေးနည်းနေတယ် Bruno တော့ဒီပွဲမှာတော့ကျွန်တော်တွေ့လာရပြီ stat damage အတော်များတယ်ပေါ့เนาะဒါပေမဲ့ Bruno ကသူ့ရဲ့ famous space လေးတွေရရှိသွားမယ်တဘော Hansen Claw Basaka Fury Windrock ကရသွားမယ်ဆိုရင်တော့ Bruno အတွက်ကတော့သူ့ရဲ့ double body shot damage တွေကောင်းကောင်းကြီးပေးလို့ရတဲ့ပုံစံမျိုးပေါ့เนาะပြီးတော့ Harriet လိုမျိုး Seven Force တွေတောက်လျှောက်ခုန်ပြီးတော့လိုက်ပြီးတော့ပုံ damage ပေးနေတဲ့ hero မျိုးမတက်ရက်ပြီးပြန်ကန်ဖို့အတွက်ကတော့ကောင်းဆုံးပဲဗျာ ်တွေးလဲတက်ပဲပေါ့နော်ဟုတ်တယ်ဘလူးနော်ရဲ့ hair ကိုထိမ့်ပြီးတော့အကောင်းဆုံး hero တစ်ကောင်ထဲမှာပါတယ်အဲ့တော့မှပွဲသားလို့အဲ့ဒီပူတာမယ်ဆိုတော့ဘိုင်းတက်မှာပါတွားပြီးနင်းလို့ရတယ် hair ဒီ smell for king လို့မရအောင်လေသူက slide ပြီးပါနေပြန်ပြီးထိမ့်လို့ရတယ်ဆိုတော့လေအဲ့တစ်ချက်ကတော့ဒီဘိုင်းတက်မှာတော့ stick ကအတော်လေးအားသာတယ်ချက်တစ်ခုပဲဗျဒီ count ဒီ gain number 2မှာတော့ဒီ mid three ကိုအဲ့နောက်မှထပ်ပြီးတော့ရင်းပေါင်းလာတဲ့ combo တစ်ခုကိုတော့ wine chin နဲ့အားလေးမှအတော်လေးအားသာမှုရအောင်ဆော့ထားနိုင်မှာတော့အဆင်ပြေပဲဗျအဲ့လိုမျိုးမဟုတ်ဘူးဆိုတာဆိုရင်တော့ AOE ဒီဂျားထဲမှာပြီးတော့ဒီဘက်က hair ပြန်ပြီးအားသာချက်တွေဂျားထဲမှာ mid gain ကဆက်လက်ပြီးအပိခံရနိုင်ချင်ရှိတယ်ဒီဘွဲမှာလည်းထိုးတိလာက ောင်းမယ်เนาะဘလင်ဖမ်းလို့ရမယ်ဟီးရိုးကမြန်မာစောသားတိတ်မပါဘူးဗျာเนาะဟုတ်တယ် YG ဘက်ကနေပြီးတော့ကျွန်တော် game number 1ဒါအာလီပလန်လုံးဝလိုပဲပေါ့เนาะလိုမျိုးကျွန်တော် UNS Bandy Khalia ဆိုပြီးတော့ River Ea တခြားမှာတော့နည်းနည်းလေးဒိုမိနိတ်လုံးဖို့တော့ကတော့စူးစမ်းရတယ်ဆိုပေမဲ့ Fagon အနေနဲ့ Threat Sticker Fault ကိုတော့ပါလာပြီးသားဗျာတစ်ဖက်ကနေပြီးတော့ Bandy အနေနဲ့သူ့ Spare Cast တွေနဲ့ KAC ရဲ့ Applicable Disable တွေချားတယ်မှာအာလီယုံထွက်ဖို့အတွက်ကတော့အခက်အခဲလေးကတော့သွားပြီးရှိနေရဗျာဟုတ်တယ်အဲ့နှစ်ကောင် Spare အတူဆမှာနေတကောင်တဲမျိုးပျောက်သွားနိုင်တယ်ဒေမေ့ချ်ပေါ့ဒါတော့မှ Rhyme တို့ရဲ့ဒီ Starting ကိုရိုးရိုးပွတ်တာရပါလေမပြောသေးဘူးပေါ့နော်ဒီ MM ဝေကနဲ့ဒီ Apex Wise Black Chris နဲ့ slow မှနေ damage ကတော့များရဲ့လောလောဆယ်အပေါ်မှာရှိနေတဲ့เนาะကျွန်တော်တို့ဒီ Rhyme Mic လေးကိုတော့တွားပြီးကြည့်ဖို့တချို့သားရဲ့ဆိုပေမဲ့ Rhyme CC ဖြစ်နေတယ်ထင်တဲ့လောက်လွယ်မှာတော့မဟုတ်ဘူးဗျာ off the bar ကိုခန်းတာထပ်ပေါ့နော်ဒီပွဲကိုတော့ကျွန်တော်ပြောချင်တာဒီ objective နဲ့ဒီ goal line ကိုခန်းလိုက်တာတော့နှစ်သင်းလုံးတော့အကောင်းဆုံးအနေအထားတစ်ခုလို့ပဲတော့မြင်မိရဲ့ဗျဟုတ်တယ် objective file လေးတစ်ခုကတော့တိတ်မကြခင်ပါပဲစတင်လာတော့မှာဗျ ultimate တွေမရသေးတဲ့အနေအထားတစ်ခုမှာတော့ဘယ်စင်းတောက်ရမလဲဆိုတော့ဆုံးဖြတ်ချက်ချတာတော်တော်လေးတော့ခက်ခဲပဲဒါပေမဲ့တို့ရဲ့ link up play နဲ့ battle setup play တွေကတော့ကျွန်တော်ချက်တော့သွားပြီးတော့ကြည့်ရမယ်ဗျာဖဲကွန်အနေနဲ့ကျင်းနေပေါ့က ultimate တွေရတော့မှာတို့ရဲ့ combo တွေကပုံဖော်လို့ရမှာဆိုတော့ဒီ objective file မှာ 1G အနေနဲ့ upper hand view နိုင်မလားဆိုတော့စပြီးတော့ကြည့်ရှုရပါမယ်ဒီကောင်မှာတော့ in ပါနေတဲ့အတိုင်းနဲ့တို့ final blow တွေထပ်ပြီးတော့ပြီးထားရင် smart rate damage အကြီးကြီးနေပဲဟန် first start လေးတော့ထပ်မှန်ပြီးတော့ရရှိသွားခဲ့ပြီအဲ့တော့ first blood အနေနဲ့ပါ death ကိုပဲထပ်ပြီးတော့ count down နိုင်ခဲ့တယ်မစမ်းထပ်ပြီးတော့ပေးထားရင်းနဲ့ right me ထပ်ပြီးတော့ down နေပြ death နဲ့ right me နဲ့ early game hero ကိုပေးထားတဲ့နောက်မှာနောက်တော့ first start လေးကိုထပ်ပေးထားတဲ့နေသားမှာတော့ falcon esport အနေနဲ့ early game မှာ network ကတော့တော်တော်လေးကွာပြီဗျာဒါတွေ objective ရသွားပြီဆိုတော့ ultimate တွေရသွားတဲ့ time မှာဗတဲ့ဆိုင်ဖို့အတွက်ကတော့ yg အတွက်တော်တော်လေးကိုတော့အခွင့်အလမ်းတော့တာဝါခဲ့ပြီဗျာဒီအချိန်မှာတော့ yg အနေနဲ့ river area တစ်လျှောက်ကို dominate ပေးမဲ့အစားသူတို့တွေနဲ့ jungle area တွေကို control လိုက်ပေးမလားဆိုတော့ကြည့်ရမယ်ဗျာอืม ada jadi. Dah show demo ni asal lebih terina macam mana? Di game juga. Wang Jiro dapat dua ni. Nampak yang lagi ni dua soal rumah. Lagi ni aku kata if lagi, kalau kecuali lagi, Harry lagi, Sisi lagi, Yusin lagi. So dah damage. Oh, kalau itu nampak lebih sih. Nampak kita extra terina macam mana? Lina, pelik kat Chinese dia dah nak kumar. Isi dia PM follow jadi badi. Nampak Sam ni tapi dia berpihak ni. Nampak Irish ni live report macam result lain. Chinese dia nampak UG PM dia berpihak. Nampak MVP dia jadi berpihak. Dah siap berpihak. Damage dia jaya macam pihak down ni. Nampak Lina, Robby damage dia jaya macam lagi es clear. Nampak yang ni apa dia? းတယ်ဒီက continuous damage တွေတောက်လျှောက်ကိုတော့ခံလိုက်ရတယ်လို့တော့ပြောရမယ်ဗျာဒါပေမဲ့တို့တို့အနေနဲ့ပြန်ပြီးတော့ trader နဲ့အပိုင်းမှာတော့တန်တယ်လို့ပဲပြောရမယ်ပေါ့နော်ဒီ game ကိုတော့ roma အချင်းချင်းပဲပြန်လဲပြီးတော့ trade ထားသေးတယ်နောက်ပိုင်းကျရင်တော့ begin time ပင်ရောက်လာတဲ့အချိန်မှာ maxman နှကောင်ရဲ့အားပြိုင်မှုဒီ goal line match ရဲ့အားပြိုင်မှုကိုတော့ကျွန်တော်အနေနဲ့ကြည့်ရအောင်မယ်ဗျာ တော့လဲ3မိနစ်မှာတော့ network ကတော့ 2k လောက်တော့စပြီးတော့ပဲကွာတော့ကွာရင်နေပြီပေါ့နော်ဒါမဲ့လဲ Falcon နဲ့လဲမရောင်းရောင်းတော့လိုက်ထားတယ်အကယ်၍အားလုံး network ကွာရင်တော့မှ first lot တွေပါပြီးတော့ရင်တော့မှဒီ Falcon ကသူတို့မှာ spare gun တို့တခုရှိနေသေးတယ်ဆိုတော့ကြာလေ item ပြန်ရောက် fan နိုင်မယ်ဆိုရင်တော့ဒီဘွဲ Falcon ပွဲလဲပြန်ပြီးဖြစ်သွားနိုင်နေတယ် Wanger တော့ဒီ game ပွဲပြန်နိုင်ခြင်းနဲ့ဆိုတော့အားလုံးမှာအစောဆုံးပွဲဖြတ်ထားနိုင်ရင်တော့အကောင်းဆုံးပဲဗျဒါမဲ့ Legend ပြန်ရောက်သွားမယ်ဆိုရင်လဲ Stitch Bruno ရဲ့ damage ကလဲရှိနေသေးတယ်ဆိုတော့ပြောလို့တော့ပြရတယ်အများကြီး9မိနစ် timing အတွင်းမှာ goal line matchup တွေက target objective 5ပါလာမလားဆိုတော့တစ်ချက်တော့ကြည့်ရအောင်ဗျချင်းနေပေါက်ကို3 goal ိနှစ်ယောက်လုံးอ่ะသူတို့အတွက်လိုအပ်တဲ့ item နှစ်ကွက်လောက်ဆိုရင်တော့ကောင်းကောင်းကြီးဆိုင်လို့တော့ရပြီပေါ့နော် stage back ကတော့ကျွန်တော် hazing claw နဲ့ wind dog ကမဟုတ်ရင် basaka fury ပေါ့နော် damage critical chance တွေထားမယ်ဆိုရင်တော့ basaka fury ကိုရွေးရမယ်အကယ်အလို့မှမဟုတ်ဘူး attack speed နဲ့ double body shot damage နဲ့တွေးတက်နှုံရွေးမယ်ဆိုရင်တော့ hazing claw wind dog ကပြောရဆိုရင်လည်းဘတယ်လေးကတော့စလာခဲ့ပြီဗျာ stand ပြန်ပြီးတော့ဖေးထားတယ်ဆိုရင် minimum ချစ်တီချားနေမှာ eog ပြန်ပြီးလက်ကိုရနိုင်ရဆိုပေမဲ့ rhyme နဲ့စကြရတယ်ဆိုပေမဲ့ blend ကိုလည်းဒီဘက်မှာလည်း dash နေနဲ့ပြန်ယူထားနိုင်ပါသေးတယ် epidita defy ကိုဆက်လက်ပြီးတော့ fair ကိုနည်းနည်းတိုးဖို့တော့က hp နဲ့အနေနဲ့နေနေတယ်တော့မကိအေး ပြန်ပြီးတော့ပေးလိုက်ရပြီဗျာအရင်ကောင်းတိုးလို့မရတဲ့ data တခုတော့ Falcon အနေနဲ့ game နဲ့မထူးမှစတင်ပြီးတော့ရင်ဆိုင်နေရပြီ Oracle အသီးသီးပေးထားတယ်ဆိုရဲကြားထဲမှာတော့ YG အနေနဲ့ရော mid game time ပဲအတွင်းမှာ Nenelly storm မှာမယ်ဆိုရဲခံစားချက်လေးတော့သွားပြီးတော့ရနေတယ် sustain hero တွေကောင်းတိုးနိုင်သေးရဲ့နောက်ကနေပြီးတော့ state အနေနဲ့ကတော့တော်တော်လေး comfort ဖြစ်နေသေးရတော့ YG အတွက်ကတော့အားလီကတော့စိတ်ချလို့ရပြီဗျာ စ်တေး damage မထွက်ခင်လာခင်စကြာတစ်ခုမှလည်းလေးနာရဲ့ rubber ပြ damage ကတသိန်းလုံးမှတသိန်းလုံးတော့ပေါ့နော်လောက damage ပေးဖို့အတွက်လုံလောက်နေတဲ့အနေထားအဲ့တော့မှယင်းရမှာထွက်ပြီးတော့သူက spare gas နဲ့နှောက်နိုင်တယ်လို့ဟန်လည်းဒီပွဲမှာလောက်ွက်လေးတွေထွက်နေတဲ့နောက်မှာတော့ Fake eSport ဒါတန်ချင်းထပ်ပြီးထားရတယ်ပဲ number 2k ကျော်တော့စပြီးတော့လက်ခံလိုက်ရပြီဗျာဒီမှာမှ state နေနဲ့ hazing glow ထွက်ထားတဲ့ခြေထဲမှာတော့ sanji နေနဲ့အခုမှ skype လေးကတော့တွားပြီးတော့ပြီးသွားတာပဲဒါပေမဲ့သူ့နေနဲ့ feather လေးနောက်တစ်ခွက်ပဲလိုတာပေါ့နော် feather လာပြီးသွားပြီဆိုရင်သူရဲ့ seven phone နဲ့ better combination တွေကျွန်တော်တောက်လျှောက်ဆိုသလိုမြေတွေးရမယ်ဒါပေမဲ့ဒီအချိန်မှာတော့ oh please number 3နဲ့ပြေးလိုက်ကြပါ dance ရောင်းတော့ရုံးကတ် ားပါသေးတယ်။နောက်ပါစပယ်ဖုန်းနဲ့ပြန်ပြီးဝင်လာဖို့တချို့သားနေဆိုပြီးယင်းပြန်အရောက်မှာတော့ manipulation ကြီးကလည်းပြန်ပြီးတော့ပဲလက်လွတ်ပေးလိုက်ပြီ။စပယ်ကက်စီတော့ကုံတော့ကုံသွားတယ်။ဒါပေမဲ့ချီချီမမအများကြီးတော့မဖြစ်သွားဘူးဗျာ။ ဟုတ်တယ်ဒါပေမဲ့ဗလင်းမှာတော့ဆူနာမီစလန်လေးတော့မရှိသေးဘူးအဲ့အဲ့ချက်ကိုတော့ကျွန်တော်ဖဲကွန်အနေနဲ့ခွင့်ကောင်းယူမလားဆိုတော့ကြည့်ရမယ်ကွာလောဆယ်ကတော့ချိန်းတွေပေါက်ကွာအာလီတဲဟိုစိုက်လင်းဖလန်ကင်းနေတယ်မတွေ့ခဲ့ရဘူးကွာနှစ်သင်းလုံးအနေနဲ့ဟုတ်တယ်အဲ့တော့ကိုဒီဂိုးလေးမှာတော့ဒီဘက်ကဖဲကွန် e-sport အနေနဲ့တာဝါတစ်လုံးပြန်ရထားတယ်သူတို့ objective တွေနောက်လျှောက်ပြန်ပြီးတော့ဘေးနေရတယ်ဆိုပေမဲ့ဒီလိုမျိုးနော်တာဝါတွေပြန်ရထားတာလေးဟီယူကီတွေပြန်ရထားတယ်ဟန်ဦးလက်တစ်ခေါင်ပြန်ပြီးကောက်ထားနိုင်နေနေသားမှာတော့လက်ဝက်ကအများရောမကွာရှေပွဲလိုတော့ပြန်ပြီးဖြတ်သွားတယ်ဒါပေမဲ့လက်ရှိဒီလက်ရှိဒီဂိမ်းနဲ့မတူးမှာတော့ YG second တာနဲ့နှစ်ချိန်ဦးဆောင်ထားနိုင်တယ်ဆိုတော့လည်းအေးအားတာမှုလေးနောက်ကအတာ ာစည်းလေးတွေကိုဆက်လက်ပြီးတော့တန်ဖိုးထိန်းထားပြီးတော့နောက်ဆုံး first loss ဆိုတဲ့အရာမျိုးတွေပါပွဲကိုအားတာမှုရအောင်ယူနိုင်မလားဆိုတော့ဆက်လက်ပြီးစောင့်ကြည့်အောင်ဗျဟုတ်တယ်အားလေးဒါတာထားရဆိုရင်ပြောကျွန်တော်အနေနဲ့ပွဲကိုတော့ချိုတင်ပြီးတော့တမက်လို့တော့မရဘူးဗျအဓိကတော့ကျွန်တော် YG နဲ့ Fair Con ဖြစ်နေတဲ့အချက်မှာတော့ဘာမဆိုတော့ timing လေးအတွင်းမှာတော့ဖြစ်သွားနိုင်တယ်ပေါ့နော်လူမျိုးချက်တွေကိုတော့ကျွန်တော်အနေနဲ့ချက်တော့ကြည့်ရမယ်တကယ်တမ်းဆိုရင်တော့လူမျိုးအသင်းတွေကြားထဲမှာလောကအမှားတိတိလေးတစ်ခုတော့လုံးလို့တော့မရဘူးဗျ Micro Macro တွေကတော်တော်လေးတော့စကားပြောရဆိုရဲ့အခြေအချိန်မှာတော့နှစ်သိန်းလုံးနေနဲ့သူတို့ရဲ့ဘယ်ဆက်တပ်တွေဘယ်လိုမျိုးပြင်ဆင်ထားမလဲဆိုတော့ကြည့်ရမယ် က်တာတဲ့ objective 5မဆိုင်ခင်မှာတော့တို့အနေနဲ့ချိန်သေးပေါက်ကိုတော့လိုအပ်တဲ့ item လေးကြီးရောရှာဖို့ဘူးလိုမဲ့မယ်။อืมဟုတ်တယ်။အဲ့တော့ဟန်အတော်လေးကိုမာနေပြီ။နောက်မှလည်းရင်းရ spare အတော်လေးကိုကောင်းနေတယ်လို့ blink ကလည်းဒီဘက်မှာဆွဲထားနိုင်တယ်ဆိုတော့ stick လီနာတို့လုံးဝ damage ပေးရတာဒီဘက်မှာတော့အတော်လေးကိုစင်ပြေနေရဗျာ။ဒီဘက်မှာတော့ fake e-sport နဲ့ data တွေနဲ့ချိန်ပေးထားနေနေတာတို့မှာ data တွေတော့မပေးခြင်းဘူး။အဲ့တော့မဆွဲဖို့တော့ချိုးစားတယ် blink တိုင်တော့ပတ်သွားပြီးတော့ blink စပြီးတော့ကြာတယ် manipulation AOG ကိုမထပ်ပြီးတော့ပေးထားနေနေတာတို့မှာ stick လီနာ damage ကပေးလို့မရဘူးဗျာ။ဒါပေမဲ့လည်း stick ပေးထားတဲ့ damage တွေကြားတယ်မှာတော့ KA0 ပြန်ရလိုက်တယ်။အဲ့တော့နောက် သားတဲ့ချိန်မှာဟန်နေတယ် redivision ပြန်ရခဲ့တယ်ဆိုတော့ death mini ပြီးတာနဲ့ damage ဒီကြားမှာတော့ဟန်ပြန်ဒေါင်းသွားပါသေးတယ်ဖဲကွန်ကတကယ်တော့ zone နဲ့တကယ်ကိုကောင်းခဲ့ရတာဗျ probo combo လေးစတင်ပြီးတော့မြင်တွေ့လိုက်ရတယ်ဆိုရင်မဟန်ရဲ့တကယ် redivision ကောင်းမွန်သွားတဲ့အနေတာတစ်ခုမှာတော့ yg နဲ့ objective ကိုတော့ပြန်လည်ရအောင်တော့ယူနိုင်ခဲ့တယ်ဒါပေမဲ့ tower ပိုင်းဆိုင်ရာမှာသွားပြီးတော့ကြည့်မယ်ဆိုရင်တော့တယောက်ကိုတလုံးစီနဲ့အရင် objective ကိုတွန်းထားတဲ့ပုံစံမျိုးကိုတော့မတွေ့ရဘူးဗျဒါပေမဲ့ double mass man ဖြစ်နေတဲ့ yg အနေနဲ့တော့သူတို့ရဲ့တွန်းတွန်းတိုက်တိုက်ဖြစ်လာမယ့်အခြေအနေကိုတစ်ဖက်ကဖဲကွန်အနေနဲ့ဘယ်လိုမျိုးပြင်ဆင်ထားမလဲဆိုတော့ကြည့်ရမယ် disable တွေ zone နေရှိနေတယ်နောက်ကနေပြီးတော့ follow up damage စီတာလောင်းမယ်ဆိုရင်တော့ YG တော့ကလည်းမလွယ်ဘူး။ Off lane ဆက်ပြီးတော့ပေးအောင်မလား။တောင်းအောင်ပေးထားတဲ့ damage စီကြားမှာမခံစားနိုင်ဘူး။ Sanji ကလည်း level 9နောက်မှ Dash ကလည်း down shot ကို damage စီပေးထားနိုင်တာဆိုတော့ဒီနောက်ကောင်ပေါင်းထားတဲ့အနေထားမှာတော့မလင်းလည်းမခံနိုင်ဘူး။ရှေ့မှာလည်းသူကလည်း3ငါလောက်ဒီတိတ်ထားရဆိုတော့ထွက်တက်ထွက်တက်တဲ့ item တခုကမထွက်ထားသေးဘူးပေါ့နော်။ item လည်း low ချရှိနေတယ်။ armor လည်း low ချရှိနေတယ်ဆိုတော့ဒီချိန်မှာ fake ကိုပြန်နင်းတော့တော့ YG နေနဲ့ပြန်ခံနေရပြီ။ target 3ရင်ရရှိချားတာတော့မှ ဖယ်ကွန်ဘက်ကိုနောက်ကလုံးဝအပြတ်တက်ကြီးမကွာအောင်ကွာအောင်ပေါ့နော်မဆော့ထားနိုင်တဲ့ YG အနေနဲ့ဒီ migration minute time တခုမှာတော့အနေနဲ့တိုင်ပတ်နေပြီအဲ့တော့မှဒီ first loss ဆိုတဲ့အရာမျိုးကပြန်ပြီးရသွားပါမလားဆိုတော့စိုးရင်မိရတာအားလေးမှာတော့ idea ပိုင်းလေးဆိုင်ရမှာ YG အနေနဲ့နည်းနည်းလေးတာနေတဲ့ပုံစံမျိုးလေးတွေးရတယ်ဆိုပြီးဖယ်ကွန်အနေနဲ့ဒီအချိန်မှာအမိလိုက်နိုင်နေပြီလို့ပြောလို့ရမယ်ဘာသာ fury stage ကတော့ပြီးသွားခဲ့ပြီ city ကနေခေါ်လာမယ်အိုးဖတ်ပါ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 ဝါခဲ့တာဗျာနောက်ကနေပြီး hand on lighty ဘုတော့စူးစမ်းအောင်မယ်ဖယ်ကွန်တစ်သိန်းလုံးလိုက်နေကြတယ်ဗျာ hand တန်းပြီးတော့ပဲ down ဝါခဲ့ရဗျာပြန်ပြန်တော့ဝင်ထားဆိုပြီး exchange ီဘက်ကတီချားထဲမှာတော့ဘလို့မှ damage မပေးပေးလို့မရဘူးညခမသိဘူးတော့ပြီးသေးအောင်နဲ့ Raimi Banja နဲ့သူပြေးထိန်းထားတဲ့ slam ပြန်ခံထားတော့နောက်မှာဘက်ကနေနဲ့ manipulation ရှိနေခဲ့တယ်ဗျာအဲ့ဒါမှ KH တက်ပြလိုက်တဲ့ death speed နဲ့ damage တီချားထဲမှာတကောင်တကောင်ကြီးတော့ပြန်ရလိုက်တယ်ဒါမှမဟုတ် death နောက်တဲ့တစ်ချိန် Hugh ထည့်ယူလို့တော့ stay ပြန်ပြဖို့တချိုးသွားတယ်ဆိုပေမဲ့တစ်ဖက်တည်းရဲ့ long range damage တီချားထဲမှာတော့မခံနိုင်ဘူးဗျာ ဒုတိယကိုတင်ဗတယ်တွေတို့တော့ဆောက်ဆုံးသလိုတော့ကျွန်တော်မြင်တွေ့နေပြီရနော်တပ်ပေါ်လေးရဖြည်းဖြည်းဆုံးသလိုတော့မြင်ကျင်လာနေပြီဒါပေမဲ့လီနာအရင်ဆုံးကြောင်ရတဲ့အချက်ကတော့ဖဲကွန်အနေနဲ့တော့တို့ဗတယ်ဆိုင်ရတာဗတယ်ဆိုင်ရတာပို့ပြီးတော့ကောင်းသွားခဲ့တာမဟုတ်ရင်တော့သူ့ရဲ့ redline အပြည့်နဲ့ဒါ chemical spray တွေတောက်လျှောက်ပေးနေမယ်ဆိုရဲ damage တွေနဲ့ဆိုရင်ခေါင်းတော့ရတာလွယ်မှာတော့မဟုတ်ဘူးဗျာအာလီဂိန်ချက်ချက်ရမှာတော့ YG ဘက်ကလီနာအတော်လေးကိုရေးကြီးတယ်လို့ပဲပြောရမှာပဲ blame maker ပေါ့ရှေ့ပွဲမှာတော့ကလေသူ့ရဲ့ရင်းအတော်လေးကိုအသုံးဝင်ခဲ့တယ်ဒီဘက်မှာလေသူ့ရဲ့ rubber pitch တွေသူ့ရဲ့ force mist stand တွေကအာလီဂိန်မှာတော်တော်လေးကိုအသုံးဝင်ခဲ့တာပြီးတော့လိုလဲလိုအပ်ခဲ့တယ်ဒါပေမဲ့ ဲ့သူမရှိတော့တဲ့ battle တခုမှာတော့ Falcon က battle sign ကတော်လေးကိုနားလေတယ်။အားလိကိမ်းမှာတော့၄နာရီကြည့်မယ်။၄ကိမ်းမှာကျစစ်ကိုသွားကြည့်မယ်ဆိုရင် Falcon ကတမယိုးချ ဒီကစားကွက်ဒီကြားမှာဒီပွဲမှာလည်းဆက်လက်ပြီးအဲ့လိုမျိုးပဲဖိနိုင်အောင်မလားဆိုတော့ထက်ချီအောင်မယ်လောလောဆယ်တော့ဒီ first law တော့ YG ပြန်တော့ရထားနေတယ်အဲ့တော့ AJ Manipulation ပြန်ပြီးတော့ပေးထားနေတယ်မှာ hand နဲ့ပြန်တော့ down နေပြန် yin final blow ပြန်ပြီးထိန်းလိုက်ဆိုတော့ Sanchez ပဲ full ပိုကောင်းနေခဲ့တဲ့နောက်မှာ yin chat down လို့ blink မှာပြန်ပေးလိုက်ရတယ်ဗျာ objective တွေရရှိခဲ့တယ်ဆိုပြီးဗတ်အဆုံးသတ်မှာ Hugo တွေတောက်လျှောက်ပေးနေရတဲ့ YG နေနဲ့မတန်တော့ဗျာဒီကတော့ law objective ကို focus ပြီးွားတဲ့အချိန်မှာ Falcon ဘက်ကနေပြီးတော့ဒါ မထင်ဘဲနဲ့ဝင်ပြီးတော့ front line တဲ့တန်းကိုခံနိုင်ရတယ်လို့ပဲပြောရမှာပဲ front line တွေအကုန်လုံးကြာသွားတဲ့အချိန်မှာဆက်လက်ပြီးတော့ဘဒေဆိုင်မှုအတွက်ကတော့ YG အရင်ကတော့အစင်တော့မပြေဘူးဒါပေမဲ့ stage နေနေသူ့အတွက်ကလိုအပ်နေတာ space လေးတစ်ခုပဲသူကန်လို့ရနေပြီ ဟုတ်တယ်။အဲ့ state position ကောင်းကောင်းရသွားမယ်။အဲ့ဒီနောက်မှာ Lena နဲ့အတူပေါင်းပြီးတော့ damage ပါဖေးထားနိုင်မယ်ဆိုရင်တော့ Wire တခုခုတော့လောက်ပြလို့ရနေသေးတယ်။ဒီ game ကနည်းနည်းနည်းပြန်ပြီးတော့အပြောင်းအလဲလေးတော့ဖြစ်သွားရမှာလေ။ရှေ့ game 1တော့ကျတော့ Wire နည်းနည်း objective တွေလက်လွတ်ရတယ်။အဲ့ damage ဒီတစ်ခေါက်မှာကျတော့ Falcon Esports ကအနည်းငယ် objective တွေပြန်ပြီးတော့လက်လွတ်ရတယ်။အဲ့လိုပဲ Wire ရှေ့မှာ objective တောက်ချက်ရိုက်ကြည့်ထားတဲ့အနေဓာတ်တွေမှာအဲ့အတိုင်းအတာတွေနဲ့ crew တွေနဲ့တွန်းပြီးတော့ရှစ်ပွဲရတဲ့ revenge လေးပေါ့နော်။ battle ပြန်နိုင်တဲ့အားလေးပေါ့။အဲ့ဒါလေးပြန်လွတ်သွားနိုင်မှာတော့ထက်ကြည့်ရအောင်။ Bruno လည်းပါတယ်ဆိုတော့အဲ့ဒါဖြစ်နိုင်တယ်။အဲ့နောက်မှာ Kimian လည်းထပ်ပါတယ်ဆိုတော့ဖြစ်နိုင်တယ်နော်။ဟုတ်တယ်ရှေ့ပွဲမှာတော့ YG ကတကယ် အမှန်ကန်ကိုဒီဖန်ခဲ့တာဗျာနော်လုံးဝမထင်မထားတဲ့အချိန်လေးနေနဲ့ပဲဒါပွဲစဉ်ဂိမ်းမကွမ်းအောင်တော့အရှုံးပေးခဲ့ရတယ်ဒါပေမဲ့ဂိမ်းမထူးမှာတော့ YG တီတို့ရဲ့အကောင်းဆုံးပုံစံလေးတွေပြန်လဲဖော်ဆောင်ထားတယ်ဗျာ stage နေနဲ့ malefic gun ထွက်သွားပြီ range လေးတခုရှိမယ် wind trigger လေးဒါပါလာခဲ့မယ်ဆိုရင်တော့သူ့ရှိရ damage ကတော်တော်လေးကိုတော့ဂီယူဆိုက်ရမှာ dash တို့စံချီတို့ခံနိုင်မှုအတွက်ဆိုရင်တော့မလွယ်လောက်ဟုတ်တယ်ဒါပေမဲ့ benny ရဲ့ရှိရှိနေတယ် sam ရဲ့ရှိရှိနေတယ်အဲ့ကြောင့်မှ rhyme mic ကလည်း bandages နဲ့ပြန်ဝင်လာမှာဆိုတော့ stick နေနဲ့ item ကလုံးဝတာနေမှရမှာတစ်ဖက်တစ်ဖက်မှာကျွန်တော် rhyme mic က item နှစ်ချောင်းထွက်တယ်ဆို stick က item နဲ့သုံးချောင်းလောက်ထွက်နေမှလာဒီ t5 မှာ damage ပေးရတာအဆင်ပြေ ပါဗျာအကြဲမှာ KS Raw နောက်မှာ Benny ရဲ့ Manasa အဲ့နောက်မှာ San Jia Only Crystal ဆိုတော့ Magic Power တွေအာမာတွေတောက်လျှောက်များလာတဲ့ Fakeun Esports တော့အဲ့တဲ့ Line Me ဖို့တော်တော် YG နေနဲ့လိုအပ်နေတာတော့အမှန်ပဲအဲ့ဒီကြဲမှာ network ကလည်းတူးပြီးပြန်ပေး ရတယ် first loss ရတာတော့မနောက်ဘက်2ကြီးပြန်ပေးရတယ်ဆိုတော့မတန်းတော့မတန်းဘူးဗျဟုတ်တယ် Falcon အနေနဲ့အဓိကသူတို့အနေနဲ့ damage လောက်နေတဲ့နေသားတစ်ခုမှတော့ကျွန်တော် Bandy အနေနဲ့ Entertainment Tactics Fan လေးတော့သွားထားတယ်အဓိက Mana အကုန်ကျနှုံးနဲ့ကုတောင်းလေးကိုတော့သူ့အနေနဲ့ပို့ပြီးတော့အသားပေးထားတယ်နောက်မှလည်း Divine Clip လေးပါနေတယ်ဆိုတော့ Uranus တို့တစ်ဖက်က Kalia တို့ထိတ် ောင်းလို့ဖို့တော့အဆင်ပြေတဲ့ KS applicable တော့ပြမိနေရဟန်ဖြစ်နေရဆိုတဲ့အတွက်ကြောင့်အများကြီးတော့လုံးလုံးတော့မရဘူးဗျ။อืม ီချိန်မှာတော့ YG လိုအပ်နေရတော့ battle တစ်ခုပဲပေါ့နော် first lot ရရှိထားရတယ်ဆိုပေမဲ့ Hiroki 3កောင်တွေပါပြန်ဖေးလိုက်ရတဲ့နေထားတစ်ခုမှာတော့သူအများကြီးလှုပ်ပြလို့တော့မရခဲ့ဘူးအဲ့နောက်မှာတော့နောက်တဲ့ second lot objective ကတော့မကြခင်အချိန်တွင်းမှာဆက်လက်ပြီးတော့ပေါ်လာတော့မှာပဲဖြစ်ပါတယ်အဲ့တော့ဒီ second lot objective ကိုဆက်လက်ပြီးတော့ YG ကပဲတိမ့်ပိတ်သွားနိုင်မလားဒါမှမဟုတ် Faker ကပဲတန်ဖို့ပြန်ပြီးတော့မြင့်လာတဲ့အတိုင်းတာတစ်ခုဒီပွဲကိုပြန်ပြီးတော့ထိန်းလာနိုင်တဲ့နေထားမှာဒီ second lot ကိုပြန်ရောက်ယူသွားနိုင်မလားဆိုတော့နောက်တဲ့ second 30အလိုလေးမှာဆက်လက် ပြီးတော့ကြီးရအောင်မှာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဖဲကွန်အနေနဲ့တော့အားလေးတိုင်းပဲအတွင်းမှာသူတို့အနေနဲ့တရင်တရင်လေးရှိခဲ့တယ်ဆိုရင်ပဲလို့လူမျိုးဘေကင်းတိုင်းပဲကြော်လာပြီးတော့လေကင်းတိုင်းပဲဆက်ပြီးတော့ဝင်လာတဲ့အချိန်မှာတော့သူတို့ရဲ့ structure လေးကြီးစတင်ပြီးတော့ပုံပေါ်လာခဲ့ရပြန် YG အနေနဲ့ကဂိမ်းနံပါတ်1အရှုံးပေးခဲ့ရတဲ့အလေးရောက်ကတော့သူတို့အနေနဲ့ဂိမ်းနံပါတ်2မှာတော့ lower match point ထပ်ပေးလိုက်ရလို့တော့မဖြစ်ဘူးညာမဖြစ်ဘူး best of 5 CV တစ်ခုမှာတော့ဂိမ်းမရှုံးလို့တော့ရတယ်ဒါပေမဲ့ဂိမ်း2ကရှုံးလို့မရဘာကြောင့်လဲဆိုတော့ 2C ချက်ချာဆိုရင် 3C ဆိုတဲ့အတိုင်းအတာတစ်ခုတွေကဖြစ်သွားနိုင်တယ်ဆိုတော့ကြာလေဘယ်သူမှတော့ဒီလို 2C ကတော့ပေးမှာတော့မဟုတ်ဘူးညာဒါပေမဲ့အချိန်ပြန်ပြီးတော့ဝင်နေဆိုပြီးရင်းနဲ့ final ဘယ်လိုကပိုကောင်းနေတဲ့နေသားမှာတော့ rhyme င်းရင်လို့စရရတယ်ဗျာအဲ့တော့မတော့ဘင်ဒီ manipulation ပြန်ပေးရဲဆိုပေမဲ့ spare gas တွေကိုအသေးချာလေးပဲ YG နဲ့ပြန်ပြီးရှောင်ထားနိုင်တယ် hand shape မှာ damage taken load တယ်ဆိုပေမဲ့ damage taken အလုံးလုံးမရဘူးဗျာတပတ်တင်းထွက်နေတဲ့ fake queen ထွက်နေတဲ့ damage ကအတော်လေးများနေရစောကြတယ် pick off တခုကတော့အဲ့ဒီဘက်ကတော့သွားပြီးတော့တတိထားရမယ်ဗျာနော် pick off ပါသွားမယ်ဆိုတော့နောက်ကနေပြ follower နဲ့တန်းပြီးတော့ပြတ်သွားဖို့တော့ကတော့ chain သေးတယ်လောစေ 4v5 ဆိုတဲ့အနေနဲ့တခုတော့ fair con အနေနဲ့ရေဆိုင်နေရပြီ KA ရေရေသုံးတောင်းသွားမလား sis ရဲ့ damage လေးတော့စတင်ပြီးပြင်တွေ့နေရပြီ reproduce in my hand တပီးရောက်တိုင်းနဲ့ပဲ yg လော objective ကိုတော့ဒီအချိန်မှာသိမ်းပိုက်လိုက်ပြီဗျာကလန်နာရပဲနော် second low ကိုလည်းဆက်လက်ပြီးတော့ yg အနေနဲ့ထပ်မံပြီးတော့ပိုင်းဆိုင်သွားရင်းနဲ့ပဲဒီ objective နဲ့တူ darius တောင်းသွားတယ် mega lane နေဒီ pressure ပေးနိုင်မလားဆိုတော့ထက်ကြည့်ရအောင်မယ်ဒါပေမဲ့ဒီ second low ရထားတာတောင်းမှာ fair con east ball လောကကတော့ မညှိနိုင်နေဘူးဗျတာဝါရောလိုအပ်နေသေးတာပေါ့လေတာဝါပြင်ရသွားမယ်ဆိုရင်တော့ fairway network ကိုတော့ပြန်ချွန်နိုင်မယ်လို့ထင်နေဗျာဒါပေမဲ့ဒီတစ်ခေါက်မှဒီ second long မကောင်းတာတော့ဘာလဲဆိုတော့ second long ရသွားပြီးရဲ့အတိုင်းအတာတစ်ခုမှ hugh king မချသွားဘူး five man ငါးကောင်အပြည့်ဝနဲ့ပြန်ပြီးတက်လာနိုင်မှာဆိုတော့ why you team fight ball on the last slam တက်ပြီးလိုက် final glory ကြားထဲမှာ ryan mick ကိုထဲရလိုက်တာလေအတော်တန်နေဗျဒါပေမဲ့ sandy damage တွေကြားထဲမှာလည်းရင်းပြန်ချသွားတော့မတန်ဘူးအဲ့တော့နှစ်ကောင်တော့ပြန်ချသွားတာဗျာ blink ကသဘောတော့ပောက်သွားပြီဗျာနော်သူတို့ final ပါနေတဲ့ bandy နဲ့ sandy နဲ့ကိုတိတ်တော့မကြည့်တော့သူတို့နေတဲ့ ryan mick ကို pick off လုပ်ပြီးအရင်ဆုံးရှင်းထားလိုက်တာဗတဲ့ setup ိုတည့်ရတာပို့ပြီးတော့အဆင်ပြေရဆိုတဲ့ပုံစံမျိုးပြတော့တယ်သူတို့အနေနဲ့ make a first tower objective ကိုရလိုက်ပြီဆိုတာကတော့သူတို့ရဲ့ပထမဆုံးရီမန်းချက်လို့တော့ထင်တယ်ဗျာသူတို့ရဲ့ map control ကိုပြန်လဲယူဖို့အတွက်ကတော့လိုမယ်ပေါ့နော်ဟုတ်တယ်အဲ့တော့ why chain နေတော့အခုချိန်ဒီအဲ tower ပြန်ရတယ် second lock ပြန်ရထားတယ်ဆိုပေမဲ့ fagon ကတော့ network ကတော့မညီသေးဘူးဗျ h တစ်ခုကပေါ့နော် fagon နေနဲ့အချိန်မီရအခါမီပဲ battle တစ်ခုကပြန်တာသွားခဲ့မယ်ဆိုရင်ဒီ game ကြီးကိုဆက်လက်ပြီးတော့နိုင်သွားနိုင်တယ်ဆိုရင်အရောက်သွားပြီးပြနေရပဲကျွန်တော်လို counter attack တွေ counter attack တွေကိုခူးဆိုင်ရမှာပဲအရင်အရင်တုန်းကအရင်တုန်းက matter တွေမှာဆိုရင်ကျွန်တော် lock objective ရွားပြီးဆိုတော့ lock advantage ကိုအများကြီးအများကြီးအသုံးပြုလို့ရရတယ်ပေါ့နော်ဒါပေမဲ့ဒီအချိန်မှာတော့တော့ရောက်သွားတယ်ဆိုရင်တော့မှတစ်ဖက်ကနေပြီးတော့ကျွန်တော် sticky foul တစ်ခုသူတို့ရဲ့ battle setup ကြီး link up play တွေဖြတ်ဖို့သူတို့ရဲ့ spare cast တွေကိုဒါအတူအစာလေးတွေကိုတောင်းဖို့အတွက်ကသူတို့အတွက်ကအများကြီး technique တွေကလိုနေသေးရဲ့ဗျာဒီအချက်တွေချက်ဒီအချက်တွေချားထဲမှာဒီနှစ်သိန်းရဲ့ပြိုင်ဆိုင်မှုကတော့ပို့ပို့ပြီးတော့မြင့်တက်လာတယ် HOK 10 13နဲ့ now out gap လေးမှာ 2K goal လေးနဲ့ဘာမှမဆိုဖြစ်သွားနိုင်တဲ့အခြေအနေဗျာလက်ရည်လည်းတွားပြီးတော့ညီမြနေတယ်နော်ပြီးတော့ဒီ super move ကလည်းတွားပြီးညီမြနေတယ်အရင်မကွာတဲ့အသင်းကြီးဂျားထဲမှာတော့ lot ဒီအဖြေမဟုတ်ဘူးလို့ ပဲကျွန်တော်တို့ပြောရမှာပဲဗျာနော်လေကင်းရောက်လာတဲ့အချိန်ကျရင်တော့ objective တက်စာမယ် hero key တွေကပို့ပြီးတော့ရေးကြီးလာမယ်ဘာလို့ response time တွေကြာလာလေးလေးပွဲအဆုံးတက်ဖို့အတွက်ကတော့ပို့ပြီးတော့တေချာဝါလေးဆိုတဲ့ပုံစံမျိုးကတော့သွားပြီးတော့ဖြစ်နေတယ်လောစေတော့နှစ်သိန်းလုံးအနေနဲ့ရော initiate တင်လုပ်ဖို့တက်စာမယ်ဆိုရင် battle လေးလိုက်ပြီးတော့ share ဖို့အတွက်စာမယ်ဆိုရင်တော့တို့အနေနဲ့ low objective မဆိုင်ခင်မှာတို့ရဲ့ lane မိုင်းဆိုင်ရာတာဖို့အတွက်ကိုပို့ပြီးတော့ focus ရအောင်မယ်ဗျာ လိုအပ်နေတဲ့ item လေးတွေလည်းရှာအောင်ဟုတ်တယ်နော်အဲ့တော့ stick ကတော့ဒီချိန်မှာတော့ item တော့ကောင်းသွားပြီ hero key မှလည်းနှစ်ကောင်ရရှိထားတယ်ပြီးတော့ခုနကတော့လည်း rhyme နဲ့ item နှစ်ချောင်းမှသုံးချောင်းနဲ့ဥဆောင်ထားနိုင်တယ်ဆိုတော့ရှစ်ပွဲရလို့ပဲနော်ကျွန်တော်ဒီ gain နဲ့မတူးမှလည်း stick damage တွေရောပြန်ပြောင်းလဲလို့ရနေသေးတယ်ဗျာအိုး gain number 1ပြည့်ပဲဒီဘက်မှာတော့ဘင်းနေနေတဲ့ကတော့ gain number 1မှာရီကို ကဘန်းသွားတဲ့အကြောင်းရင်းပေါ့နော်လောစရင်သွားတော့တွေ့နေပြီ final blow ရှင်းနေသေးရယ်ဆိုတဲ့အချက်မှတော့ရင်းရောင်းတော့လွတ်ထွက်သွားပါသေးတယ်တစ်ချက်တော့တန်းခံရမယ်ဆိုရင်တော့မပေးလာမယ် death set damage နဲ့ဆိုရင်းနေနေအဲ့ဒါမှတန်းပြီးတော့ပြတ်သွားနိုင်တယ်ဗျာနော် spikers ကတော့ဟို damage များတာမှန်တယ်ဝင်းနောက်လို့ကောင်းတာမှန်တယ်ဆိုပေမဲ့အမှန်တမ်းပြောမယ်ဆိုရင် CC လောက်တော့ကျွန်တော်ဒီ bandit data နေအရင်မမာဘူးလို့ပဲပြောရမှာပဲအဲ့ဒီချက်တော့သွားပြီးတော့ကြည့်ရမယ်ဗျာဒီက back line တိုးအပ်ဘယ်သူကပို့ပြီးတော့အားသာမလဲဆိုတာကြည့်ရမယ်ဗျာနော် ramic ကကျတော့ဂျွန်းထိုးတာဗျာဂျွန်းထိုးပြီးတော့ဝင်လို့ရရင်းကကျတော့ကျွန်တော်လုံးဝရှိုးပြီးတော့သွားမှာဆိုတော့အဲ့ဒီချက်ကတော့သွားပြီးတော့ကြည့်ရ please င်းတပီယောပစ်ကော့ဖ်ထားတဲ့ဒါပေမဲ့ dance တန်ဘီယောပြတ်သွားခဲ့ရပြာ dance down သွားတဲ့ပတဲ့တခုမှ lawyer ကလည်းထပ်ပေါ်လာတယ်ဆိုတော့ဒီ law ရော fake e-sport ထမှန်ပြီးတော့ပေးရဖို့တော့ရာဂိုင်တော့များနေပြီဗျာဒီ channel နဲ့လေးကောင်နေနဲ့ဆက်လက်ပြီးတော့တော့ကမဖြစ်နိုင်ဘူးသူတို့မှလည်း spare အတချို့ကလည်းမရှိတော့ဘူးဆိုတော့ YG ထမှန်ပြီးတော့ပဲနောက်တစ်ချိန်ထွက်ပေါ်လာတဲ့ law ရောဆက်လက်ပြီးရရှိသွားခဲ့ပြီဖြစ်ပါတယ်ဒီတစ်ချိန်မှလည်းငါးပေါင်လို့ချန်နေခဲ့တဲ့အတိုင်းအတာတခုမှတော့ဒီ law HP များတဲ့ဒီ law နဲ့အတူ mega lane ကို pressure ပေးသွားနိုင်မလားဆိုတော့ထက်ကြည့်ရမယ်ဗျာပြီးခဲ့တဲ့ second law timing တခုမှလည်းငါးပေါင်လို့တော့တက်လ ာခဲ့တယ်ဆိုပေမဲ့ဗတက်နည်းနည်း꽌ွားပြီးတော့ပဲဟီရို trade လိုက်ရတာတွေကနေမတန်ဘူးဖြစ်သွားရပါเนาะအေဂျာမှာသူတို့လိုချင်နေတဲ့ဒီလောက်ကွက်က100%အပြည့်တော့မရပါဘူးဒါပေမဲ့ဒီဒီချိန်နောက်တစ်ချိန်ထက်ရတာတွေဒီ tall wave နဲ့ဆိုရင်တော့သူတို့လိုချင်တဲ့အရာတွေအားလုံးယူလို့ရတယ်ဗျာ game number 1မှာတော့ blink တင်တဲ့သူ့ရဲ့ pick off မှာနည်းနည်းလေးကတော့ဒါအခက်အခဲလေးတော့သွားပြီးရှိသွားခဲ့တယ်ဗျာဒါပေမဲ့ဒီအချိန်မှာသူ့ရဲ့ adaptation ကောင်းမှုတွေတော့ကျွန်တော်တို့အနေနဲ့မြင်တွေ့နေရတယ် game number 2မှာသူ့ရဲ့ pick off တွေဒီလောကအချက်ချပဲဗျာ blink maker က blink လောက်တော့သွားဖြစ်နေတယ် game number 2မှာတော့ရှေ့ပွဲမှာမဆွဲလိုက်ရတဲ့အရာတွေဒီ game number 2မှာအပိုင်ဆွဲနေ လို့ပဲပြောရမှာပဲဗျာဒီတက်လော့နဲ့သူဆက်လက်ပြီးတော့တက်လာခဲ့တဲ့ YG ထားဝ၅လုံးဆက်လက်ပြီးတော့ရရှိထားတယ်အဲ့နောက်မှာ make a second loan ပါထပ်မံပြီးရုပ်တက်တက်ချိုးသားနေတယ်နောက်မှာ mega lee ကလည်းရှိရလည်းနေငါသိမချန်တော့ဆို stick ချိုးမယ်ဆိုရင်တော့ချိုးတယ်ဗျာအဲ့နောက်မှာ lina လည်း level 15နဲ့ဆိုတော့ damage ကအတော်များနေပြီဒါပေမဲ့ fagon မှာလည်း aoe တွေအများကြီးချန်နေသေးတယ် aog manipulation တွေကြားထဲမှာ season yoyo pota နဲ့ sanchez man 4နဲ့အဲ့ဒီ spare quest တွေကဒီ low is is defend လို့ရတယ်ဗျာဒီအချိန်မှာတော့နှစ်သင်းလုံးစီကနေပြီးတော့စိတ်ရှည်ထားဖို့လိုမယ်စိတ်ရှည်ထားဖို့လိုမယ်ဆိုရဲစကားသံတွေကတော့တင်းနေပေါ့ကူတော့ကြားနေရမှာ ာဗျာဟုတ်တယ်ဖွဲ့ကနေပြီးတော့ကျွန်တော်အမားတစ်ခုကိုတော့ကျင်းသေးပေါ့ကိုစိတ်ရှိရှိနဲ့စောင့်မောက်ကိုရရမှာဗျာဒီအချိန်မှာတော့နှစ်သိန်းလုံးအနေနဲ့ဘာမှသိပ်မကွာတဲ့အခြေအနေတစ်ခု ကြီးမအပြောင်းလဲတာဖြစ်သွားခဲ့မယ်ဆိုရင်တော့ဂျင်းနေပေါ့ကိုဒီပွဲကတချမ်းဆောင်သွားတော့မှာဟုတ်တယ်ဒီပွဲ7မိနစ်ရှိနေအားလင်းကနေစပြီးဒီ7မိနစ်ထိကိုလုံးဝဂျိုင်းမကွာလို့မရှိဘူးညိုကေးကလည်းနှစ်ကောင်တော့ပဲနောက်ကဆိုလည်း50 50တော်ပြီးညင်းနေရဲပေါ့နော်တာဝမဲကလည်းနှလုံးတော့ပဲကွာပဲဒါပေမဲ့အော်ချက်တင်မှာတော့ WG က3ကဒီဒီရရှိထားတဲ့အတိုင်းတာတခုမှာတော့ခရီးဝေးလေးတော့အနေငယ်တော့တာနေတယ်ဒါပေါ်ပိုင်းမှာလည်းဒီမက်ကသုံး3လေးအချံလောက်ကြီးပဲသူတို့ချိုးထားနိုင်နေဆိုတော့အဲ့အချက်တွေဂျားထဲမှာအကိပြီးလောရီနဲ့တောက်ချောက်တောက်ချောက်တက်လို့မလို့အဲ့လိုမရဘူးဆိုရင်တောင်မှရှစ်ဖွဲရလို့ပဲကျွန်တော်ပြောတယ်ဘတ်တော်လေးဟောပြ န်ဖြစ်သွားနိုင်တယ်စတစ်ကပြစ်လို့ရတယ်နော်သူရဲ့ damage ကကျောက်ဘတ်တော်လည်းဖြစ်နိုင်တယ်လို့တော့ကျောက်လိန်ကနေပြီးတော့တက်လာတဲ့ creep weight pressure တန်းတွေကိုလည်း fair con အနေနဲ့ဝစ်မလဲအောင်တော့ပြန်ပြီးတော့ glue တော့ side မှာတော့ရမယ်ဗျာ online လေးကတော့တော်တော်လေးကတော့ pressure တော့ပြန်နေပြီးတော့ဆက်ကြည့် light test တွေ side မှာရေနေနေကတော့74လေးကတော့ရလိုက်တယ်ဗျာဒါပေမဲ့သူကိုယ်တိုင်လည်း fit ဒီ final blow လေးတော့ပြန်ပေးလဲရရပါတော့နော်အဲဒီ spare လေးတော့ပြန်တော့ down တော့ down ရသေးတယ်ဒါပေမဲ့ချိန်ချာကြီးဒီ by လက်ရှိမှာ bind တက်သွားပြီးတော့မေးဖို့တော့ကတော့လက်မလွယ်ဘူးပေါ့နော်အဲ late game level 5 item အများကြီးပြည့်နေတဲ့ harry ရဲ့အဲဒီ timing ကိုတော့အနည်းဆုံးသွားပြီးတော့ ခန့်မယ်ဆိုရင်တော့နှစ်ကောင်လောက်မှသွားပြည့်စင်ပြီဒါပေမဲ့အဲ့နှစ်ကောင်တော့မှမသေးရဘူးဗျာနော်ကြည်နေကြည်နေနဲ့မ follow objective ကိုတော့ရောက်လာပြီဗျာနှစ်သိန်းလောက်ကအင်ဂရီတော်တော်ရှိရလို့ပြောရမှာပဲဗောနဒီပွဲကတော့အဓိကတော့ဒီပွဲမှာ fair condition ရောသူတို့ game number 199ရယ်ဆိုတဲ့အတွက်ကြောင့်ခြေတလန်းကတော့သွားပြီးတော့တာနေတယ်အဲ့ဒီအတွက်ကြောင့် YG နေနဲ့သူတို့ရဲ့ဒါဆော့ကစားတဲ့ play style တွေအကုန်လုံးကိုတော့တော်တော်လေးကိုတော့ဂီကိုတော့စိုက်နေပြီတော်တော်လေးကိုတော့အမှားအနည်းဆုံး short ထားပြီးတော့ပဲ sort နေတဲ့ပုံစံမျိုးကိုတွေ့ရတယ်။ဒါပေမဲ့တစ်ဖက်မှာ Falcon အနေနဲ့သူတို့ရဲ့ DN5 battery တွေ battery တွေတိုင်းမှာတော့တသင်းလုံးကို armor ပိုင်းဆိုင်ရာမှာလိုက်ပြီးတော့ဖြည့်ပေးလို့ရမယ်ဆိုတဲ့ item လေးကို join လာတော့တွေ့ရတယ်။ဟုတ်တယ်။ KA ဆိုတဲ့ blueprint ပြန်ပြီးတော့ပြီးထားလို့ dash အနေနဲ့လည်း crown ပြန်ပြီးထားတယ်ဆိုတော့တစ်ဖက်ဝင်လာမယ်။ဒီ timing နေ yim timing နေ post spin နေနောက်မှာ stick အပိုင်ပေးမဲ့ damage တွေတော့ AC တော့ပြန်တော့ရှောင်လို့တော့ရနေခဲ့ပြီပေါ့နော်။ကဲတတိယချိန်ပြောင်း lord တော့ YG ကပဲတိမ့်ပိုက်ထားတာ။ဒါပေမဲ့ဒီ phone lord ထိလည်း Falcon eSport အများကြီးနိုင်နေတာမျိုးမဟုတ်တဲ့အတွက်ကြောင့်ဒီ၄ချိန်မြောက် lord မှာဒီ low ဘယ်တဲ့ကပြန်လဲပြီးရရှိသွားမလဲဆိုတော့ တော့အသေးစားလေးစောင့်ကြည့်ရမယ်ဗျဒီလော့ဒီနှစ်သိန်းလုံးအတွက်အဖြစ်တစ်ခုဖြစ်မယ်ဆိုတော့အမှန်ပဲဗျဂျေဒီဘောက်ကိုပရေရင်ဆိုင်ပြောဆိုဂျေဘောဘန်နီတန်းပြီးတော့ဒါဝခဲ့ရပြန်ပါလေဖေးဒပလိုပြန်ပြီးတော့ပေးလိုက်ဂျာမကိတ်ရောင်းတော့ဒေးမစ်ကြီးခံထားပါသေးတယ်ဇမ်ကြီးပြန်ပြီးဝင်လာဖို့တချို့သားလေးဆိုပေမဲ့ပလင်းစတန်လီကတော့ကောင်းသွားတယ်ဗျဒက်စ်အေးစစ်တီချောင်းဝင်းတော့ရနိုင်သေးတယ်ဗျအဲ့ဒါမှရင်းပြန်ပြီးတော့ဒေါင်းသွားသဖိုးမစစ်ပေးထားတယ်ဒေးမစ်ကြီးဂျာမဖက်ကိုစတေးအလိုက်ဆက်လက်ပြီးတော့ရှိနေပါသေးတယ်အဲ့ဒါမှတော့ဒီ 4B4 ချန်နေခဲ့တဲ့တိုင်းတစ်ခုမှဒီစတလေးလေးချင်းမလို့ဘယ်တင်ပြန်လဲပြပြရအောင်ပြန်သွားနိုင်မယ်ဆိုတော့ရှိရမယ်ဒီဘက်မှာ2 match man ဟိုဘက်မှာလည်းစန် ဒီကတိုင်းတော့ Sanchez Manfoot timing ကိုတော့ဘလို့မှနောက်ကက်လို့မရဘူးဗျာအဓိက stage ကိုလည်းအရင်ဝင်တိုးလာတော့မရအောင်သူရှိကနေထွက်လာတဲ့ volley shot damage ကြီးကတော်တော်ကြီးကိုစိတ်နေတော့ critical chance နဲ့ low two damage ပေးနေတဲ့အနေအထားတစ်ခုပြီးတော့ double volley shot ကန်လို့ရတယ်ဆိုရယ်ပုံစံတစ်ခုတော့ late game မှာ stage နေနဲ့ကောင်းကောင်းပြီးတော့ပြနေပြီ fair goal တော့ချက်တဲ့ကိုကိုးလာလို့မရအောင် ramic ပြန်ပြီးတော့ပြေးလာသေးတယ်ဆိုရင်တော့လုံးဝတော့လွတ်မကန်အောင် lina ထိတောင်းတော့လှုပ်ထားပါသေးရဲ့ဗျာ lina ad lina ပဲ force main နဲ့ထပ်ပြီးတော့ဖေးထားနေပဲ low end နဲ့ခေးတကူအောင်ထပ်မှန်ပြီးတော့ပဲရရှိသွားခဲ့ပြီဗျာ ryan mid နေတဲ့တော့ shape ဲ့စာမယ်ဆိုတော့ဒီဘက်မှာတော်လေးကြာသွားတယ်လို့ပဲပြောရမှာလေ6ခါတိတိတောင်မှကြာသွားတယ် Ryan Mickey CC ငင်းနေကတော့ဒီဘက်မှာမာပေးဖို့တော့မဖြစ်နိုင်ရင်းနဲ့ပဲနောက်ပိုင်း stick ဝင်လာတဲ့ damage ကြားထဲမှာတော့ Fagon နေနဲ့အတော်လေးကိုတိုက်ပတ်သွားတယ်စန်ကြီးအိုက်နဲ့ခေါင်းတော့မှန်တယ်ဆိုပေမဲ့စန်ကြီးနေနဲ့လည်းဇမန်ဖို့တိုင်မင်နဲ့မယုံလို့ရအဲယုံလို့ရနေတော့မှတစ်ဖက်ကဘလင်းဝင်လာမဲ့တိုင်မင်တစ်ခုမှပြန်ချဖို့တော့မလွယ်ဘူးဆိုတော့ Fagon နေနဲ့တော့နောက်တစ်၄ရေမြောက်လောက်တော့ဆက်လက်ပြီးတော့ခွင့်ပြုပေးလိုက်ရပြီဖြစ်ပါတယ် Number 1ဒီ game Number 2ကိုရှုံးလို့မရတဲ့အတိုင်းတော့တစ်ခုသေးချာနားလေတိုင်းနဲ့ပဲဒီ၄ရေမြောက်လောက်နေတူဒီပွဲကိုတခါတည်းတန်းအံ့သွားနိုင်မလားဖြည့်ချရ အောင်ဗျာဖေကွန်အတွက်ကတော့ဘရိုဘိုကွန်ဘိုတွေကိုဒီအချိန်မှာပြသဖို့အတွက်ကတော့ကောင်းဆုံးပဲဗျာ Dash Winter Crown တော့ပြီးွားခဲ့ပြီ YG အနေနဲ့ High Ground တက်ဖို့အတွက်ကတော့သူရဲ့ main objective နောက်ဆုံးမိကောင်တော့အရင်ဆုံးယူဖို့အတွက်ကတော့လိုနေသေးတယ် KOK တွေတော် pushing point တော့အရင်ရော Kiro Sam Sai Wu ဆိုရင်ကြမ်းမရင်ရောင်းတော့ထပ်သွားသေးတယ်ဗျာလူလိမ့်မယ်ကတော့ရရှိရဲဆိုပြီးနောက်ဆုံးသရုံးကြီးကိုချိုးဖို့အတွက်ကတော့ YG နဲ့ damage ကတော့အနည်းငယ် lower ကျတော့ရှိနေတော့မယ်အဲအကယ်၍ damage မလိုဘူးဆိုရင်တော့မှတစ်ဖက်သင်းရဲ့အနည်းငယ် KOK ဒီဒီ베니တို့အဲပြီးကျွန်တော်ဒီ Sanji တို့ပေါ့နော်အေးနောက်ကဒီ mission ကောင်တော့အရင်ဆုံးဖြတ်ထားနိုင်မှာတော့ဖြစ်မယ်ဗျာ ဒီကတော့ဘင်နီကိုဖျက်ထားနိုင်မှရမယ်ဘင်နီရဲ့ manipulation ကလုံးမကောင်းတူလို့မရဘူးပြီးတော့ပြီးခဲ့တဲ့ဘက်တက်တခုမှလည်းဘင်နီချသွားတဲ့ဘက်တက်တခုမှ YG အားအားသာတော့တိသွားရဲဆိုတော့ဒီချိန်မှာ YG ကပြန်ပြီးကြည့်တင်လာတော့စန်ဂျီဘင်နီကတော့ first target ပဲဗျာပြီးတော့ဘယ်လဲဆက်ရတဲရတဲ့အချိန်မှာ YG အတွက်ကတော့ပို့ပြီးတော့တေးကြရပေါ့နော်သူတို့အနေနဲ့ pick off right မေးဖြစ်ဖြစ်တပတ်ကနေပြီးတော့ KA ဖြစ်ဖြစ် dash ဖြစ်ဖြစ်ပါလာတဲ့အချိန်မှာ time မျိုးအင်စတန့်ဖြတ်လိုက်ရရဒါပေမဲ့ Fagon အနေနဲ့သူတို့သွားဖမ်းမယ်ဆိုရင်တော့ state နဲ့ Lina နောက်ကပ်ဖို့အတွက်ကတော့ခက်ခဲမယ်ပြီးတော့ blink ရဲ့ pick off ကလည်းရှိနေသေးရဆိုတော့သွားဖမ်းတဲ့လူကပြန်ပြီးတော့ပါသွားနိုင်သေးရဗျာအဲ့တော့သူရဲ့ battle ကတကယ်ကို probo combo နဲ့ပဲဆိုင်မရမှာအဲ့ဒီ combo တွေကြားထဲမှာ instant မပြတ်သွားဘူးဆိုရင်တော့ ရလာသမျှအကျိုးဆက်တွေအကုန်လုံးပြန်ခံရမှာသူတို့ပဲဗျဟုတ်တယ်ဆွဲတဲ့နောက်မှာအေးဆွဲတဲ့တစ်ပေါက်မှာ damage ထပ်ပြီးတော့မပေးနိုင်ဘူး damage ပြီးမဖြတ်သွားဘူးဆိုရင်တော့ Fagun Esports ရဲ့ AOE တွေနဲ့ပြန်ပြီးတော့ D တော်တော့ခံရမယ်ဗျလက်ရှိချိန်ထိ lot 4ချိန်ထိပေးထားတော့မှာစံချိန်နေနဲ့ကေးလုံးဝမပေးထားရဘူးဗျလုံးဝဥဥဥပြီးတော့ကျွန်တော်နေလာရပါတော့505နဲ့ Iron ရမှာလဲအဲကျွန်တော်အကုန်လုံးဖြည့်သွားပြီဆိုတော့နောက်ပိုင်းစံချိန်ဒါလွတ်လွတ်လပ်ပြန်ပြီး damage ပေးခွင့်ရမယ်တပည့်တင်းရဲ့ဒီ slam တွေကြားထဲမှာ Fagun Esports ကြီးတကယ်သူတို့အချက်ချာကြားရ UK ကပြန်မပြတ်သွားဘူးဆိုရင်တော့ Jackie ပြောခဲ့တယ်လို့ပဲသူတို့ဒီ AOG တွေသူတို့ AOE ရင်နဲ့ပြန်လှည့်ပြီးတော့ဒီပွဲကိုပြန်ထိန်းလို့ရတယ်ပဲသူတို့ AU ကတကွက်တာမိမယ်ဆိုတော့တခါလေးတန်းပြတ်မှာဗျာဟုတ်တယ်ဗျာနော်ကျွန်တော်ကစ်ပြောမှသတိထားမိတယ်လုံးဝဂိုးလိန်တာနှစ်ယောက်လုံးကအန်တက်ဗျာဒါတော့မှသူတို့နှစ်ယောက်လုံးကလမ်းအောင်တောင်းထဲမှာဖနက်ပါမပါပဲလမ်းရှောင်းနေတယ်သူတို့နှစ်ယောက်လုံးဖနက်တွေပါချုပ်ပြီးတော့လူမျိုးကျွန်တော် full item ဆိုတဲ့အနေထားတစ်ခုနဲ့ရင်ဆိုင်နေကြတဲ့အချိန်မှာပြောရင်းပြောရင်းနဲ့ပဲနောက်ဆုံး၅ချိန်မြောက် loss ကိုတော့ရောက်ရှိလာဗျာ YG အနေနဲ့က map position နည်းနည်းလေးတာနေတဲ့အနေထားတစ်ခုမှာ fair goal အနေနဲ့ win toe ဖို့တော့ကျိုးစားအောင်ပဲချင်းသေးပေါ့ဒီ 5v5 မှာတော့အချာဆုံးရမ်းများလို့တော့မရဘူးဗျာဟုတ်တယ်ခြေပြောင်ကြီး းရဆိုပေမဲ့ damage အပိုင်းကိုထွက်နေခဲ့တဲ့ဒီ goal line နှစ်ကောင်ရဲ့ဒီ၅ချိန်မြောက် low versus လေးရောအသေးချာလေးကြည့်ရမှာပဲဖြစ်ပါတယ်။နှစ်သိန်းလုံးရဲ့ဒီ goal line ဒီဒီပွဲဒီ battle တစ်ခုမှာကောင်းရင်ကောင်းသလောက်ဒီဒီပွဲ set တစ်ခုကလည်းအများကြီးပြောင်းလဲသွားနိုင်တယ်ဒါပေမဲ့ယင်းနေအချင်းခံတိုင်းဒီကောင်မတို့ယင်းနေတဲ့10 down နေဗျာ stand ပြန်ပြီးတော့ပေးထားတယ်ဆို death scene လွတ်လွတ်လပ်လပ် battle မှာ pick win ရနေ damage ပေး win ရနေတဲ့တိုင်းတစ်ခုမှာ၅ချိန်မြောက်လောက်ဟာတော့ fake e-sport တော့ဖြစ်သွားတယ်ဆိုမယ့်ယင်းနေမရရောမယ့် 8death ကိုပြန်ပြီးဖြစ်ရှင်းသားနိုင်လို့ဘီနီဘောပြန်ရခဲ့တယ်ဆိုတော့အလဲပြောင်းလဲတစ်ခုတော့ပြန်လေးပြန်ရရှိထားပါတယ်အဲ့တော့မတို့ stage ချန်နေခဲ့တဲ့တိုင်း တခုလေးနဲ့ခြံနေခဲ့တဲ့အတိုင်းနဲ့တခုမဒမ်းမရှိနေရင်လည်း YG ရဲ့ဆက်လက်ပြီးတက်ရှိခွင့်ရနိုင်ပါသေးတယ် 4v3 4v3 YG ရဲ့ decision making တခုကိုတော့ကျွန်တော်သွားပြီးတော့ကြည့်ရမှာပြဒါပေမဲ့ Maxman frontliner တယောက်နဲ့နောက်ကနေပြီးဖလိုင်းဝင်နိုင်မဲ့ ESP ပါနေတဲ့အနေအထားတခု high ground line များတက်လို့ရမလားဆိုတော့တစ်ချက်တော့ကြည့်ရမှာပြဒါပေမဲ့ low objective ပါလာတော့မဲ့ timing တခုမှာတော့ Falcon ဘက်ကနေပြီးတော့နောက်ဆက် damage dealer နှစ်ယောက်ပေါ်ဖို့အတွက်ကတော့ response time second 30တော့လွန်နေပါသေးတယ် Jumas man damage နဲ့ count တိုးပြီးတော့ဒီတော့တခါတဲ့ဒီပြန်ပြီးတော့ပြန်ဖို့တော့ကြိုးစားနေတယ်ဗျ stand ထပ်ပြီးတော့ဖေးထားနေနေတာတခု KA လင်းနာပီးသားနဲ့ဒဲမီတီကြတော့ပြက်ပြက်တယ်ဗျဒါပေမဲ့ SMG important ရှိနေခဲ့တဲ့တိုင်းတာတခုစမန်ဖိုးတွေကျန်နေခဲ့တဲ့တိုင်းတာတခုမှာတော့ YG ဒီနောက်ဆုံးတော့ရုံးကြီးကိုချိုးတော့ကတော့တကယ်ကိုခိုင်းနေပါသေးတယ်ဟုတ်တယ်ဒါပေမဲ့သူတို့အနေနဲ့ထပ်ပြီးတော့တက်ဖို့တော့ကတော့ကြိုးစားအောင်မေးပဲ response time လေးတွေ set second လောက်လုံးနေရဆိုရဲအခြေရဒီအချိန်မဲ့ do or die fire or fly ဆိုတဲ့ moment တခုမှာတော့ YG တောင်းဆောင်သလိုတိုးနေပြ SMG ကိုတော့တိန်တော့လုံးချင်တယ်ဆိုရဲတော့ right man အရင်ဆုံးမှကြာလာခဲ့ရပြီဗျဒါပေမဲ့ SMG important နဲ့ဒီစမန်ဖိုးနဲ့ထပ်ပြီးတော့ပြုံနာတဲ့အနေနဲ့တော့ပဲစစ်တဲ့ဘိုင်းတွေတော့ပြန်ပြတွေ့နေပြီ dash ပြန်ပြီးတော့ရောင်းနိုင်တယ်ပြင်းပြင်းပြန်ရောင်းမှာတော့ WG ပြန်တော့ forward မှာ forward မြေ manipulation ဟိုးမန်ပြန်လာတဲ့ damage ဒီကြားထဲမှာစစ်ပြန်တော့နေရင်ပြန်ပြီး day of death crown everyday တောင်းချောင်းချိန်လာတဲ့နေသားတခုမှာတော့ရင်းဟောမှာထိရလိုက်ပြီဗျာတဖက်မှာတော့ WG သေးနေတယ်သူတို့ကနောက်တဲ့ mission တခုကတော့သွားပြီးတော့ရှိနေသေးရဲ့ဗျာ law object တခုကိုတော့အကောင်းဆုံးပြန်ပြီးတော့ defend တော့ဘုတ်ကတော့လုံးအောင်မယ်ဒါပေမဲ့ဒီချိန်မှာသူတို့3 member တောင် down နေတာ second 50ဆိုတဲ့အချိန် fagon တို့ကတော့ဒီအချိန်ဒီလောင်းနိုင်မလားဆိုတော့ကြည့်ရမယ် law badge နဲ့သူတို့သူတို့ဒီ high က်ဂရောင်းတက်ဖို့တော့ကြိုးစားနေရဆိုရင် freeway မပါလာတဲ့ timing တစ်ခုကိုပြန်လဲပြီးတော့စိတ်ရှည်ရပါအောင်မယ် freeway လေးတွေကတော့ WG အတွက်ကတော့လုံးဝအသက်လိုပဲပြောရမှာပဲဒါပေမဲ့နောက်ထပ်လဲတဲ့လေးတွေတဲ့ဂျားထဲမှာတော့ Benny Sanji the speeder တွေ damage တွေဂျားထဲမှာတော့ mega delay လေးတွေပြန်ရခဲ့တယ်လက်ရှိချိန်မှာလည်း 3v2 ဖြစ်နေခဲ့တဲ့ timing တစ်ခု reboot time နေနဲ့လည်း10 second လုံနေခဲ့တဲ့ timing တစ်ခုမှာဒီ drone ကို fake နဲ့တခါလေးရိုက်ဖို့တော့ကြိုးစားနေပြီဗျ Sanji Benny speeder ဘူရီဂျားထဲမှာဟဲ့နဲ့သွေးရက်လေးတွေပြန်ပြီးတော့4 4 9နေဆိုတော့နောက်ထပ်တက်တက်လာတဲ့ freeway ဂျားထဲမှာတော့ဆက်လက်ပြီးတစ်ဖက်ဖို့တော့စင်ပြေပါလားအေးယိုဂျီလမ်းပြီးတော့ဖန်းထား ားလေးရယ်ဗျဒါပေမဲ့ hand နဲ့ iOS နဲ့တောင်းချက် defender တွေဆိုပြန်အချမှာတော့ဟမ်ပြန်ပေးလိုက်ရရင်လည်းဒီ game number 2ကိုလည်း ဖဲခွေ e-sport ပဲဆက်လက်ပြီးတော့ဥဆောင်သွားခဲ့ပြီဖြစ်ပါရဲ့အဓိကကျွန်တော်ပြောရတယ်နော်နောက်ပိုင်းကျရင်တော့ objective တွေအဓိကတော့မဟုတ်တော့ဘူးဗျာ hero game တွေအဓိကဖြစ်သွားတယ်ဒါပေမဲ့ YJ နင်းသူတို့တက်ဖို့အတွက်စူးစမ်းလိုက်တဲ့အချိန်မှာတပတ်ကနေပြီးတော့ create wave play မပါလာတဲ့အချိန်နဲ့ပြီးတော့ပထမတစ်ခေါက်ဆိုရင် create wave ထွက်လာတဲ့အချိန်နဲ့တော့သူတို့ကတော့ cam ကိုက်ဦးဖြစ်သွားခဲ့ရဗျာဒါပေမဲ့ cam ကောင်းထောက်စားစားနေပဲဒါ game number 2တော့ YJ အသင်းအနေနဲ့ဆက်လက်ပြီးတော့ပေးလိုက်ရပြီဖဲခွေအတွက်ကတော့2-0ဆိုတဲ့ result နဲ့အတူပဲသူတို့အတွက်